ရိယယင်ထဲမှာတဘာဝတရားနှမျိုးရှိတယ်ပေါ့အညစ်ကြေးနဲ့ထိုးအညစ်ကြေးကိုတန့်ဆင်အောင်ဆေးကြောနိုင်တဲ့တဘာဝတရားစိတ်ရဲ့အညစ်ကြေးဆိုတာတဘာဝတရားတစ်ခုထိုးအညစ်ကြေးကိုတန့်ဆင်ဆေးကြောနိုင်တဲ့တရားဆိုတာတဘာဝတရားတစ်ခုအဲ့ဒီတဘာဝတရားနှစ်ခုပါ ဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိရှိနားလည်ပြီးသူစိတ်ရဲ့အညစ်အကြေးတွေကိုဗာနဲ့ဆေးကြရမယ်ဆိုတဲ့ဤလန်းကိုမြတ်ဗုဒ္ဓဓမ္မရရှိထားပြီးသားဖြစ်ကြတယ်